ပြင်သစ်နိုင်ငံရဲ့လူဦးရေ6000လောက်ပဲရှိတဲ့ Avalon ဆိုတဲ့မြို့သေးလေးမှာမွေးဖွားခဲ့တယ်။အဖေနဲ့အမေနဲ့ကတော့အာဖရိကလာခဲ့တဲ့မျိုးဆက်ပေါ့နော်။သူကကမရွန်နိုင်ငံသား။သူ့ရဲ့ကစားသမားဘဝကပြင်သစ်နိုင်ငံနိုင်ငံကြီးဆိုပေမဲ့သူ့ရဲ့ကစားသမားဘဝအစက PSG လို့ Lyon တို့လိုမျိုး Academy အကြောင်းကောင်းကြီးတာနေစဉ်းသက်လာတော့မဟုတ်ခဲ့ဘူးရ။သူ့ရဲ့ကစားသမားဘဝအသက်16နှစ်မှာ try ဆိုတဲ့အတင်းသေးရနေပြီးတော့သူ့ကို trial ဖြစ်ပေါ့နော်စမ်းသပ်ဖို့အတွက်ခေါ်ခဲ့ရတယ်။အဲ့ဒီအချိန်မှာသွားပြီးစမ်းသပ်ပြီးတော့သူကအောင်မြင်ခဲ့တယ်ဗောဗျာ။အဲ့ဒီအချိန်ကနေလူငယ်ကစားသမားဘဝတဖြည်းဖြည်းနဲ့တိုးတက်လာတယ်။2022ခုနှစ်မှာတော့သူကအတင်းကြီးနဲ့ professional contract စာချုပ်ချုပ်နိုင်ခဲ့တယ်။ ပြီးတော့2018ခုနှစ်ကမ္ဘာဒလာယူကတ်မှာတော့သူနှစ်ကိုးသွင်းနိုင်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတဖြည်းဖြည်းလူရီစကောက်တွေကတော့တတိထားမိလာပြီပေါ့နော်ယူရိုပြည်အသင်းကြီးတွေကအဲ့မှာဘရန်ဖို့အသင်းကသူတို့ရဲ့ဒုတိယအမြင့်ဆုံးကြီးအမြင့်ဆုံးပြောင်းရွှေ့ရေးဖြစ်တဲ့6.5တန်းနဲ့သူ့ကိုခေါ်ခဲ့တယ်အဲ့ရနေစပြီးတော့အင်္ဂလန်ကိုရောက်ချီလာတယ် ူ့ရဲ့ကစားသမားဘဝကတော့အဲ့ကနေပြီးတော့တဖြည်းဖြည်းကျွန်တော်တို့ Manchester United ကိုရောက်ရှိလာတဲ့ Brian Aubameyang တိုးတက်လာခဲ့တယ်။အဲ့တော့သူ့ရဲ့အင်္ဂလန်ကစားသမားဘဝအစက Brentford ကနေပြီးတော့ Championship မှာ2019 2020 2021အဲ့ဒီနှစ်နှစ်ကိုသူတာဝန်ရှင်ပြိုင်ခဲ့ရပါတော့။ Brentford Championship မှာသူအားလုံးပေါင်း23ဂိုးနဲ့ဂိုးဖန်ဒီမေမှု18ခါနဲ့သူက Brentford အသင်းကို Premier League ကို တက်နိုင်ဖို့အတွက်တက်လန်းနိုင်ဖို့အတွက်သူစွမ်းဆောင်ပေးခဲ့တယ်ပေါ့နော်သောမတ်စ်ဖရိုင်းနဲ့အတူတူအဲ့တော့2021ခုနှစ်ကနေပြီးတော့2024ခုနှစ်2025ပေါ့နော်အဲ့ဒီအချိန်ကြီးပရီးမီးယားလိမှာသူဘရန်ဖို့အသင်းနဲ့သူရှင်ပြိုင်ခဲ့တယ်အဲ့ဒီအချိန်မှာလေသူတွင်းခဲ့တဲ့ဂိုးတွေက2021 2022ရာသီမှာ၄ဂိုးဂိုးပန်နီမှု9ဂိုး2022နဲ့2023ရာသီမှာ၉ဂိုးနဲ့ဂိုးပန်နီမှု၈ဂိုး2023 2024လမ်းဆက်လေးမှာတော့၉ဂို ဂိုးပန်လေးမှု6ခါ2024 2025ရာသီကတော့သူ့ရဲ့တကယ်အကောင်းဆုံးရာသီပေါ့အဲ့ဒီအချိန်မှာတော့ Manchester United ကသူ့ကိုတတိထားမိွားပြီးတော့သူ့ကိုခေါ်ခဲ့ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာနှစ်မှာ2020အဂိုး20သွင်းခဲ့တယ်ဂိုးပန်လေးမှု9ခါပြုတ်လုတ်ပေးခဲ့တယ်အဲ့တော့ Premier League မှာဖန်ပြီးခဲ့တဲ့ဂိုးတွေကိုကြည့်မယ်ဆိုလို့ရှိရင် သူပါဝင် ကစားခဲ့တဲ့ဂိုးတွေနဲ့ပြန်ပြချလိုက်မယ်ဆိုလို့ရှိရင်နှစ်ပွဲမှာအနည်းဆုံးတော့ဂိုးတစ်ဂိုးထက်ပိုပြီးတော့ ူကကိုသွင်းငဲ့ပေါ့နော်အဲ့ဒီတော့သူကရဲ့ stat စီကတော့အနေနဲ့တော့တော့မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ Brian Abwemo ကဘာကြောင့်လို့ Manchester United ကအသေးအတန် Manchester United အသင်းကိုဈေးကြီးပြီးပြီးခေါ်ယူခဲ့တာလေဒီကစားသမားကမကြသေးခင်မှာအော်တိုဘာလာရဲ့အကောင်းဆုံးကစားသမားအဖြစ်နဲ့ဆုရရှိခဲ့တယ် အဲ့တော့ဒီကစားသမားရဲ့အကြောင်းနဲ့ဒီကစားသမားအနာဂတ်မှာ Manchester United အသင်းနဲ့ပါဝင်ပတ်သက်လာမှုတွေကဘယ်လောက်ထိကျွန်တော်တို့ Manchester United အသင်းမှာအကျိုးပြုမလဲဆိုတာတွေကိုသိနိုင်ဖို့အတွက်ကျွန်တော်တို့နောက်ကစားသမားသူနဲ့ပုံစံတူတဲ့ကစားသမားဖြစ်တဲ့မိုဟာမက်ဆာလာနဲ့တော့ကျွန်တော်နိုင်ရှင်ကြည့်လာမှာပါ။အဲ့တော့မိုဆာလာရဲ့အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်တော့ Premier League မှာ296ဘွဲမှာ189ဂိုးထိတွင်တယ်။ဂိုးဖန်တီးမှု89ချိန်အထိပြုလုပ်ပေးခဲ့တယ်။ Liverpool အသင်းရဲ့အောင်မြင်မှုတွေက ကျွန်တော်တို့မိုဟာမက်ဆာလာအပေါ်မှာအဓိကသွားပြီးတော့တက်ရောက်နေတက်ဆိုင်နေဆိုတာပြောတဲ့စကားကတော့မှားမယ်လို့ကျွန်တော်တို့မထင်ဘူးမိုဟာမက်ဆာလာကသူကဘရီပြပူးနဲ့အတူတူချန်ပီယံလိဖလောက်ကံမြောက်နိုင်ခဲ့တယ်ကလပ်ဝေါ်ကပ်ကိုကံမြောက်ပေးခဲ့တယ်နှစ်30กว่าဝေးခဲ့တဲ့ EPL ပရီးမီးယားလိဖလောက်ကိုမိုဟာမက်ဆာလာကြောင့်အများကြီးကံမြောက်ပေးခဲ့တယ်ကေတင်ပေးခဲ့တယ်ပေါ့ဗျာလီဗာပူးအတွက်ကျွန်တော်နားမလည်တာကမိုဟာမက်ဆာလာကဘလန်ဒေါ်ကိုဒမ်ဘယ်လီရိုးရဲ့အနောက်မှာ လမ်းမင်းရမာရောရဲ့အနောက်မှာဖြစ်ခဲ့ရတာကျွန်တော်အခုချိန်ထိတော့နားမလည်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ဘာလို့မိုဆာလာရဲ့အကြောင်းပြောနေရလဲဆိုတော့ Brian Ambomo ကမိုဆာလာနဲ့ပုံစံတူတူပဲပြီးတော့ Brian Ambomo ကမိုဆာလာရဲ့ stats တွေနဲ့ကျွန်တော်ရှင်းပြီးနှိုင်းကြည့်ရင်လည်းဗျဘာလို့လဲဆိုတော့ Brian Ambomo ကတချိန်ကျလို့ရှိရင် မိုဆာလာလိုမျိုး Premier League မှာတကယ်ပဲအလုပ်ကစားသမားတစ်ယောက်ဖြစ်လာမှာလား ခင်းဖြစ်လာပါလားဘာလို့လဲဆိုတော့ကျွန်တော် Manchester United ကလိုချင်တဲ့ဖလားကိုပြန်ရောက်မယ်ဆိုလို့ရှိရင် Brian Aubameyang လို့လို့ကစားသမားပေါ်မှာမူတည်နေရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ Brian Aubameyang ကအကြိမ် Manchester United အသင်းကိုဖလားလမ်းကြောင်းပေါ်ပြန်တင်ပေးနိုင်မယ် Manchester United အသင်းကသာဖလားကိုပြန်လည်ပြီးတော့ရရှိနိုင်မယ်အသင်းတင်ဖြစ်ခဲ့ရမယ်ဆိုလို့ရှိရင် Liverpool ရဲ့ Mo Salah တို့လိုမျိုးကျွန်တော်တို့ရှိမှာ ကစားသမားတယောက်ရှိရမယ်။အဲ့ကစားသမားတယောက်က Brian Abwe Mo လားဆိုတာကိုကျွန်တော်သိကျင်တဲ့အတွက်ဒီလို Mo Salah နဲ့တစ်ချက်နှိုင်းရှင်ကြည့်မိတယ်ပေါ့နော်။အဲ့နှောင်းရှင်ကြည့်မိတာလေးကိုကျွန်တော်ကိုယ့်လူတွေနဲ့ကျွန်တော် sharing နေလုပ်ချင်တာ။အဲ့တော့2024 2025ရဲ့သူတို့နှစ်ယောက်ရဲ့ stats တွေ data တွေကိုပေါ့နော်အချက်အလက်တွေကိုသူတို့ Beijing ရှင်ပြီးကြည့်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် nine penalty ကိုရတဲ့ဟာက9 Salah က99%တိုင်မှာတော့ရှိတယ်။ထိပ်တီးကပါထိပ်တီး 69ရာခိုင်နှုန်းအထက်မှာရှိတယ်။ဒါပေမဲ့ဒီ Brian Bumwa အတော့90ရာခိုင်နှုန်းမှာရှိတယ်။အဲ့ဒီနှစ်ချက်ကနေပြီးတော့တိတ်မကွာချားဘူးအဲ့ဒါတော့တော်တော်ကွာ။အဲ့ဒီကွာမချားနိုင်ပေမဲ့တခြား stats တွေကိုကြည့်လိုက်လို့ရှိရင်တော့ Brian Abwe Mo နဲ့ Mohamed Salah နဲ့ကအကွာချားကြီးကွာချားတာပေါ့နော်။ဒီမှာဆိုလို့ရှိရင်တော့သူတို့ရဲ့ဒီနောက်ပိုင်း defensive ဘက်မှာတော့နည်းနည်းလေး Brian Abwe Mo ကတားတယ်။ဒါပေမဲ့တစ်ဖက်မှာက ဘလန်တော်ကိုကတ်ပြီးလွဲခဲ့ရတယ်ဘလန်တော်ရာတင်ရထိုက်တဲ့ကစားသမားတယောက်ကမ္ဘာရဲ့ထိပ်သီး world class ကမ္ဘာအဆင့်မီကစားသမားတယောက်တစ်ဖက်မှာကျတော့နံပါတ်10နဲ့ premier league မှာပြီးခဲ့တဲ့တာမန်တောင်မန်တိုက်စစ်ကစားသမားတယောက်နှစ်ယောက်လို့ဆိုတာမြင်နေရတယ်ပေါ့နော်တည်တိုင်းဒီ stats ကမြင်ရတယ်ဒါပေမဲ့ဒီအချက်အလက်တွေနဲ့ data တွေကိုဒီထက်ပို့ပြီးတော့နက်နက်နဲ့နဲ့ရှင်ကြည့်တဲ့အခါမှာ မယုံနိုင်စရာ step တွေကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့ဒါတွေကဘာတွေလဲဆိုတော့အဲ့တော့ကျွန်တော်တို့အခု shooting step တွေကိုကြည့်မယ်ဆိုလို့ရှိရင်ပထမအဆုံးကျွန်တော်တို့ goal ကိုတော့ကြည့်ရမှာ goal မှာကတော့ moment sala ပို့ပြီးတော့ minute 90မှာ0.77 ठी ရတယ်2024-2025မှာပေါ့နော် 7th ठी ရတယ်တကူနီးပါပေါ့နော် Brian Abel မှာတော့0.5 ठी ပဲရှိရဲအဲ့တော့98% time မှာဒီသူကရှိရဲ မိုဆာလာကတော့99%တန်မှာရှိရတယ်။ဒါပေမဲ့ကျွန်တော်တို့တကယ်ကြည့်ရမှာဒီ short total မှာရှိရမှာ။ short total က Brian Bowe နှစ်ခါပဲတွင်းတယ်။တပွဲမှာ Mohamed Salah 3ခါတိတွင်းတယ်ပေါ့နော်။ဒီ short total မှာ3ခါတိတွင်းတယ်။88ရာခိုင်နှုန်း percent မှာရှိရတယ်။နှစ်ခါပဲတွင်းတယ်သူက54ရာခိုင်နှုန်းမှာထိတယ်။ဒါပေမဲ့ဒီအောက်မှာ goal နဲ့ shot ဆိုတာကြည့်ရတယ်။ဒီ goal နှစ်ခုနဲ့ shot နဲ့ပြန်ပြီးတော့သူတို့ပြန်မြအဲ့လိုမျိုးချလိုက်တဲ့အခါမှာ0.19အထိ Brian Apple မှာရှိတယ်။ Mohamed Salah 0.170ပဲရှိတယ်။အဲ့တော့ဒီမှာ88ရာခိုင်88%တိုင်းမှာ percentage နေမှာပဲရှိတယ်။ Brian Apple မှာ96%တိုင်းမှာတည်ရှိတယ်ဗျ။အဲ့ဒါကိုပြောရမယ်ဆိုလို့ရှိရင်ဒီနှစ်ခုကိုရှင် short total ကဒီ3နဲ့2နဲ့ရှင်လိုက်လို့ရှိရင်54နဲ့88ဖြစ်တဲ့အတွက်သူ့အတွင်းနဲ့ကန်အတွင်းနဲ့အနှုံးနဲ့ သူကန်သွင်းတဲ့ပုံစံလို့ရှိရင် Brian Abomo က22ရာခိုင်နှုန်းလောက်အထီကို Mohammad Salah နဲ့ပိုကောင်းတယ်အဲ့ဒါပို့ပြီးတော့ချင်းအောင်ပြောမယ်ဆိုလို့ရှိရင်ဗျာโกตยาအကဲခကန်တဲ့ဂိုးပေါက်တွေကိုကန်အခောက်ရီတရားကန်သွင်းမယ်ဆိုလို့ရှိရင် Brian Abomo က16ခါဂိုးဝင်ပြီးတော့ Mohammad Salah 18ခါပဲဂိုးဝင်နေမယ် ဒီ stat data အရာပေါ့နော်အဲ့ဒါပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာနောက်တစ်ခုကကြတော့ short on target ပဲ short on target နဲ့ဒီ short on target percentage နဲ့ကြည့်ရမယ်ဆိုလို့ရှိရင် Mohammed Salah ရဲ့ short on target percentage က47ရာခိုင်နှုန်းမှာပဲရှိတယ် Brian Mbowemo ရဲ့ short on target percentage က43ရာခိုင်နှုန်းမှာရှိရှိတယ် short on target ဆိုတော့တိကျမှန်ကန်တဲ့ကန်သွင်းမှုပေါ့နော်ပန်နီအေးရ6ပေါက်သေးကိုကန်သွင်းနိုင်တယ်6ရနိုင်တယ် short on target က43ရာခိုင်နှုန်းအထိရှိတယ်ဗျအဲ့တော့အဲ့ဒါက မောအမတ်စာလာတဲ့ပုံပြီးကောင်းနေတယ်အဲ့ဒါတကူလည်းကောင်းတာထက်ကိုပုံပြီးကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ every distance ဆိုပြီးတော့ရှိတယ်ဒါက goal ပေါက်တယ်ကိုကန်သွင်းတဲ့အကွာဝေးပေါ့နော်အကွာဝေးကိုကြည့်မယ်ဆိုလို့ရှိရင် Brian Ambomo ရဲ့ goal ပေါက်တယ်ကိုကန်သွင်းတဲ့သူ့ရဲ့ goal အကွာဝေးက16ခိုင်မှရှိပြီးတော့မိုဟာမက်ဆာလာက14ခိုင်မှရှိတယ်ရှင်းပြောရလို့ရှိရင်မိုဟာမက်ဆာလာကန်သွင်းတဲ့နေရာ penalty area box ရဲ့အတွင်းထဲမှာနီးတဲ့နေရာနဲ့ဘယ်ဘက်ကနေချိုးပြီးကန်တာ Brian ဘွယ်မောကပန်နန်ဒီအေရီယာစီအပြင်ပ18ကိုက်ကနေပြီးတော့သူလှမ်းကန်တာပြင်ပနီးပေါ့နော်အဲ့စီလမ်းလို့ဘလောက်ပါပေါ့အဲ့နေရာနေကန်တာဗျာအဲ့တော့ Brian ဘွယ်မောကမိုဟာမက်ဆာလာတဲ့ပိုဝေးတဲ့နေရာကလည်းကန်တယ်ဒါပေမဲ့သူ့ရဲ့ဂိုးပေါက်ကိုပို့ပြီးတိကျမှန်ကန်တဲ့ percentage ပို့ပြီးတော့မိုဟာမက်ဆာလာတဲ့ပို့ပြီးတော့ကောင်းတယ်အဲ့တော့ဒီအားနှစ်ခုကိုရှင်ကြည့်မယ်ဆိုလို့ရှင်ကျွန်တော်အတွက်ကထပြီးတော့ ထူးဆန်းလာပြီပေါ့နော်စပြီးတော့စိတ်ဝင်စားဖို့ကောင်းလာပြီဗျာကျွန်တော်တို့အဲ့တော့ Brian Ambomo ရဲ့ expected goal hg နဲ့ Mohamed Salah ရဲ့ expected hg 2024-2025မနစ်ကအောက်တစ်ချက်ကြည့်ကြည့်လိုက် Mohamed Salah ရဲ့ hg က86ရာခိုင်နှုန်းမှာရှိတယ်သူ့ရဲ့ hg ကိုသွင်းနိုင်မှာမဟုတ်ဘူး Brian Ambomo က68ရာခိုင်နှုန်းမှာအထီကိုရှိတယ်ဒီမှာ20နဲ့ တဲ့ဆဲအဲ့တော့ YMB MO ကမိုဟာမက်ဆာလာတဲ့နှစ်ဆပို့ပြီးတော့ကိုကောင်းခဲ့အဲ့ဒါပါဟိုအတေးဘယ်ကိုကျွန်တော်ပြောကျင်လဲဆိုတော့အကယ်၍သာ Brian Aguemo ကိုလီဗာပူးလိုအသင်းမျိုးကိုထားမယ်ဘေးမှာ Gap Poro McAllister တို့ Diego Jota တို့ Luis Diaz တို့ ਨੇ တွဲပေးမယ်ဆိုလို့ရှိရင် Brian Aguemo ရဲ့ကိုသွင်းကိုကမိနစ်က90 မဟုတ်ဘဲနဲ့52ကိုအထိကိုရှိရဆိုတော့ပြနေတာဒီ HDA percentage ကအဲ့တော့52ကိုကအကယ်၍ Liverpool အသင်းမှာ Brian Aubameyang ကကစားမယ်ဆိုလို့ရှိရင် Mohamed Salah ရရှိခဲ့29ကိုတက်52ကိုရတဲ့အပြင်ကိုမနစ်ကဂိုးအများဆုံးတွင်းခဲ့တဲ့ Erling Haaland ရဲ့ထက်ဂိုး69ပို့ပြီးတော့များလိမ့်မယ် အဲ့ဒီဟာပြချင်းအားချင်းကျွန်တော်အတွက်ကတော့ Brian Abouemouna လက်ပတ်ဘူးအသင်းမှာအစိုးရရရောက်ခဲ့မယ်ဆိုလို့ရှိရင် Brian Abouemouna ကအခုချိန်မှာ Mohamed Salah ရဲ့ဟိုအရန်ကုန်ပို့ပို့မယ်ကစားသမားတယောက်ဆိုတာငင်းလို့မရတော့ဆိုကျွန်တော်တော့မြင်တယ်အဲ့တော့ကျွန်တော်တို့ Manchester United အသင်းက Brian Abouemouna ကိုမရမကနောက်ဆုံး ပြောင်းရွှေ့ပိတ်ခံနေဈေးကွက်ပိတ်ခံနေအထိမရမကခေါ်ယူခဲ့ဒုတိယကိုညာရှိရတာနဲ့ Brian Momo ဘာကြောင့်ခေါ်ယူခဲ့လဲဆိုတာကျွန်တော်အတွက်ကအဲ့တော့ပွဲတွေမှာသူတက်ရောက်ခဲ့တာမိနစ်ကတွင်းခဲ့တဲ့ goal 20 30မှာအဆင့်ရှိတဲ့ Brandford မှာတော့သူ goal တွင်းလာတယ်အဲ့ဒါတွေအပြင်ဒီ data တွေ data တွေကလုံးဝကိုအာတက်တည်ပြနေတယ်လို့ပေါ့ကျွန်တော်ကမြင်နေပေါ့နော်အဲ့ဒီ data တွေအပြင်ကိုကျွန်တော်တို့ Brian Momo ကတစ်နှစ်ကောင်းမဲ့လားနောက်တစ်နှစ်မှာရော ဒီနှစ် Manchester United မှာအခြေအနေရောဘယ်လိုရှိလဲကျွန်တော်ဆက်ပြီးတော့ကျွန်တော်ကြည့်ကြည့်ပြီးတယ်ဗျဒီဟာကတော့ဒီဘက်ချမ်းမှာတော့2024 2025ကကိုနာကပြခဲ့တဲ့ data တွေပေါ့ Brentford မှာ920သွင်းခဲ့တဲ့ Brian Boemo ရဲ့ data တွေနဲ့ဒီဘက်2025 2026Premier League ကို ရောက်လာပြီးတဲ့စက်တပွဲပြီးွားတဲ့အချိန်မှာ October လရဲ့အကောင်းဆုံးသော Premier League ရဲ့ကစားသမားတစ်လကစားသမားအဖြစ်ရရှိပြီးတဲ့အချိန် သူတို့သူ့ရဲ့ steps တွေကိုကျွန်တော်ရှင်းထားတာပေါ့နော်အခုချိန်မှာ brandfor အသင်းမှာမဟုတ်တော့ဘူးပို့ပြီးကောင်းတဲ့ကစားသမားတွေဒီ attack game တွေပို့ပြီးတော့ကောင်းတဲ့တိုက်စစ်တွေကစားကောင်းတဲ့ဘေးနားရာရှိတဲ့ကစားကိုတွဲဖက်တဲ့ကစားပေါ်တွေကပို့ကောင်းတဲ့အသင်းကိုရောက်ရှိလာတဲ့အချိန်မှာ brian ambo မိုးရဲ့ stat စီကတော့ဒီနေရာမှာနေရှင်ကြည့်နေတဲ့စကားတွေပြောတာပေါ့အဲ့တော့တစ်နှစ်ကောင်းလဲမဟုတ်ဒီနှစ်မှာသူ့ရဲ့ stat စီကအများကြီးကိုတိုးတက်မှုတွေရှိတာ percentage အရာကြည့်မယ်ဆိုလို့ရှိရင်လေ6ရရှိခဲ့တာတွေကလည်း69ရခိုင်နှုန်းသူအထီကိုသူရောက်ရှိလာပြီမိုဟာမက်ဆာလာတော့ကအတိုင်းပဲလီဗာပူးမှာတော့ကအတိုင်းပဲ69% percentage အထီကိုရောက်လာပြီသူ့အထက်မှာ100ခိုင်နှုန်းနောက်ဆုံးကဘာ league 5ခုရဲ့ရှင်လိုက်လို့ရှိရင်100ခိုင်နှုန်းအထီသူအနည်းစုထဲမှာသူပါဝင်လာခဲ့ပြီ နံပါတ်နဲ့ဒီ HG ကိုကြည့်လို့ချင်းသူ့ရဲ့ HG တွေကလည်း52ကနေပြီးတော့88ထိတိုးတက်လာတယ်။ short total တွေရာလဲမနစ်က200နှစ်%ကနေပြီးအခုချိန်မှာသူပို့ပြီးတော့ကန်တယ်။ Mohamed Salah တော့3 3တပွဲမှာ3ကလောက်ဒီသူကန်တယ်။ Brian Bowman ကတော့မနစ်က Brentford မှာ200ခိုင်လုံးလောက်ဒီကန်ပေမဲ့2ဂိုးလောက်ကန်ပေမဲ့ဒီနှစ်မှာ2ဂိုးခွဲလောက်ဒီစပြီးကန်လာတယ်။ကန်လာတဲ့85ရာခိုင်နှုန်းဒီနှစ် set up set တပွဲအပီလိ၅ခုရဲ့85ရာခိုင်နှုန်းအထိကစားသမားတွေအကုန်လုံးပေါ့နော်ဝင်ငါတွေရဲ့ကစားသမားရဲ့85ရာခိုင်နှုန်းအထိမှာသူပါဝင်လာနိုင်ခဲ့ပြီအဲ့ဒါတွေအပြင်မှာစိတ်ဝင်စားဖို့အကောင်းဆုံးကဒီ HG နဲ့ Assist HG AC နဲ့ assist AG ကတိတိတတားကြီးကိုတိုးတက်လာတယ်သူရဲ့ goal ပါဝင်မှုတွေမဟုတ် goal ဖန်တီးမိမှုတွေပါ63ရာခိုင်နှုန်းထိတိုးတက်လာတယ်နောက်တစ်ခုကတော့ဒီ attacking penalty area ပေါက်ဆဲမှာခုနအကြံတော်ပြောတဲ့ဒီ Mohamed Salah က penalty area ပေါက်ဆဲမှာပို့ပြီးနှီးပြီးတော့ goal တန်ခွန်သွင်းမှုတွေများတဲ့ဟာတွေကအခုချိန်မှာ Brian Aubameyang က Brentford မှာတော့သူကနောက်တန်းပို့ပြီး ပါဝင်ရတယ်အခုချိန်မှာသူ့ကိုအရှည်တန်းထိပါဝင်ပါရတယ်ဆိုတာဒီဒီမှာမြင်ရတယ်ဗျာသူက defensive က brandford မှာဆိုလို့ရှိရင် तू clear တိုင်းပို့ပြီးတော့အနောက်ထိလိုက်ပါပေးတာ၄အဲလေထဲမှာပွဲတွေပြန်ပြီးဘောလုံးတွေပြန်နိုင်တာတွေကဒီမှာအရန်ကြသွားတယ်အဲ့ဒါပြင်ရမယ် तू က attacking ဘိုင်းမှာပဲတိုက်စစ်ဘိုင်းမှာပဲ तू ထားထားတယ်ဆိုတာပေါ်လွင်လာတာပေါ့နော်အဲ့တော့ဒီ attacking penalty area ပေါ့စဲမှာတိုက်စစ်ဘိုင်းမှာဆိုလို့ရှိရင်သူ့ရဲ့ရာခိုင်နှုန်းက89ရာခိုင်နှုန်းဒီ percentage အထိကိုပါလာနိုင်ပြီး မန်ချက်စတာယူနိုက်တက်ကအဲ့ဒါတော့ low block ဆော့တဲ့ပွဲအရင်များတယ်နော်ပြီးတော့ရှင် progressive ratio ကလည်းသူကအရင်တိုင်းပဲသူထိန်းထားနိုင်နေမြဲဘောလုံးကအနောက်တန်းကနေအရှိထိဆွဲတင်တာတွေကထိန်းထားနိုင်နေဗျအဲ့တော့ဒီ data နှစ်ခုအရှင်ကြီးတယ်ဗျတော့လေ Brian Ambomo ကတစ်နှစ်ကောင်းမဟုတ်သူ့ရဲ့ကောင်းတဲ့အတင်းပုံမှာ motivi ကျွန်တော်ခုနပြောသလိုပဲသူ့ကို Liverpool မှာထားလို့ရှိရင် Mohamed Salah တဲ့ Mohamed Salah တဲ့ကောင်းပြီ Mohamed Salah ကိုအရင်ကုန်ပို့မဲ့ကစားသမားဆိုတာက ေါ်နေတယ်အဲ့တော့နောက်ဆုံးကျွန်တော်အကုန်လုံးညီကုန်းပြန်ချိုးရမယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ data တွေကိုကြည့်ရပြန် Brian Abemo ကမိုဟာမက်ဆာလာနဲ့ရှင်ကြီးလိုက်လို့ရှိရင်မိုဟာမက်ဆာလာလိုမျိုးအခွင့်အရေးမျိုးအသင်းမျိုးချန်ပီယံဖြစ်နေတဲ့အသင်းမျိုးမှာဒါသူရှိနေခဲ့မယ်ဆိုရင်သူ့ရဲ့ stats တွေကကျွန်တော်ပြောရင်ခုနကခဏပြောနေသလိုပဲအရန်ကောင်းမယ်20မဟုတ်မဲနဲ့42ဂိုးထိသူတွင်းနိုင်မယ်အဲ့ဒါတော့ပါစင်နေကျွန်တော်မသိဘူးပါစင်နေမှာသူဂိုးဖန်တီးမှုတွေရတယ် 18ရာခိုင်18 assist 18 assist ကိုရှိရသူရဲ့ percentage ရှိပြတဲ့ပုံစံအရလီဗာပူးမှာကြီးရှိခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုကြည်ချင်းအဖြစ် Brian Bueno ကဒါအကယ်၍သူ့ရဲ့ Manchester United သူ့ရဲ့ career ကစားသမားဘဝမှာသူနဲ့ live ဖတ်မဲ့လီဗာပူးလိုအသင်းမျိုးတိဆောက်ပေးနိုင်မယ် Manchester United ကပတ်ဝန်းကျင်ကိုတိဆောက်ပေးနိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Manchester United ကို champion ပြန်ဖြစ်လာအောင်ဆွဲတင်ပေးနိုင်တဲ့ ကစားသမားတက်ရောက်ဆိုတာအတိအကျအဲ့တော့ Manchester United Champion လမ်းကြောင်းပေါ်ကိုပြန်တက်ဖို့အတွက်ကျွန်တော်အတွက်နံပါတ်1ဆွဲထုတ်ထားတဲ့အရေးအကြီးဆုံးကစားသမားတော့ Brian ပုံပဲအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်